စကိုင်းမြို့မှာငလင်တန်ကြောင့်အဆောက်အုံပြိုကျပြီးပိတ်မိနေသူတအုပ်ကိုငလင်လှုပ်ခတ်အပြီး9ရက်အကြာဧပြီ2ရက်နေ့မော်လဲ3နိုင်ခန်းကအသက်ရှင်လျက်ကဲထုတ်နိုင်ခဲ့တယ်လို့သိရပါဗျ။ကေဇေးကြီးဆောင်ရွက်ခဲ့တဲ့မြန်မာနိုင်ငံမိသက်တက်ဖွဲ့တာဝန်ရှိသူတို့ကအခုလိုပြောကြားခဲ့ပါဗျ။အတော့အများကြီးဝမ်းသာပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ။ကျွန်တော်ဘာပြောမှမလို့မသိပါဘူးခင်ဗျ။ကျန်သူကဘယ်နှရက်လောက်ဖြစ်ပါလဲ။သူက9ရက်လောက်ရှိပါတယ်ခင်ဗျ။9ရက်လောက်တော့ကြာတော့ပါလေ။ကြာတဲ့သူတူတူလဲတူတူကုသကံကောင်းပါလေ။တော်တော်လေးထူးထူးကဲကုသကံကောင်းပါလေ။ဘာလို့တော့ ဒီလိုရက်ကြာကြီးနဲ့အသက်ရှင်ဖို့ဆိုလည်းတော့မလွယ်ပါဘူး။သူ့ရဲ့ကုသကံကြောင့်သူလည်းဒီမှာနေလိုတယ်နဲ့ကျွန်တော်တို့ကလည်းကယ်ဆယ်တယ်နဲ့သွားတိုက်ဆိုင်ပါလေ။ကုသကံလည်းအများကြီးတိုက်ဆိုင်ပါလေ။ဟာဘာသာရေးမှာလည်းဘာသာရေးနဲ့တွဲရင်လည်းအများကြီးဟိုဒါကံလေးဆက်ကြတာပေါ့နော်။ကံလေးဆက်ကြတာပေါ့။ကုသကံအတိတ်ကံလေးရှိတွေ့ကြောင့်သိရှင်မယ်လို့ဒါသိအောင်သွားလေဆိုတော့အသက်ရှင်ပါပြီ။ကျွန်တော်တို့ယူဆလို့ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဟုတ်ကဲ့။ဆရာဘယ်နည်းလောက်ကြာသွားလဲ။ကျွန်တော်တို့ဒါ9ရက်လောက်ကြာပါတယ်ခင်ဗျာ။9ရက်လောက်ကြာ။ဟုတ်။ တွေးချင်နေလဲဆိုကျွန်တော်တို့ဒီမှာပထမဆုံးဟိုနှစ်ယောက်ကြံတော့ပေါ့နော်နှစ်ယောက်ကြံတော့ကျွန်တော်ဓာတ်ပေါ်တွေတစ်ခုထုတ်ပြီးတဲ့ချိန်မှာဆရာတစ်ယောက်ကြံနေသေးတော့သိတော့သိတယ်ဒါပေမဲ့အဲ့လိုအနေထားမျိုးဖြစ်မှာတော့မထင်ဘူးကျွန်တော်ပထမနှစ်နေရာသုံးနေရာကျွန်တော်ရှာပြီးပြီရှာမတွေ့ဘူးရှာမတွေ့တော့နောက်ဆုံးကြမှာကျွန်တော်ဒီမှာတွေ့တဲ့ခါကျတော့အမအတန်ကြားလိုက်ရတဲ့ချိန်ကတော့ကျွန်တော်တို့အတန်ကြားပြောင်းမှာဝမ်းသာတီတီဖြစ်တော့တာကိုဝင်ပြီးကဲတာပေါ့ခက်ခဲခဲနဲ့ကျွန်တော်တို့ဒီရအောင်ကျွန်တော်စီမှာရှိတဲ့ခင်မပစ္စည်းတွေနဲ့ဖြတ်တောက်ပြီးတော့မှကယ်ဆယ်ခဲ့ရတာပေါ့နော် ဆာမော်ရိုဒီတိတိပြည်စီဒါနိုင်ငံတော်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကမိသားတပ်ဖွဲ့တပ်ဖွဲ့ခမည်ပြည်စီတွေဝယ်ယူဖြစ်တဲ့တွေကြောင့်ဒီဟာကိုပြည်စီကိုကျွန်တော်အသုံးပြုပြီးကဲတွေကြောင့်လည်းကျွန်တော်တို့ကဒီလူအသက်ရှင်ရဲ့ကျွန်တော်ကဲနိုင်တာပေါ့နော်ဒါလေးတွေကျွန်တော်ဝမ်းသာပီတိဖြစ်နေပြောပြပါတယ်ဟုတ်ကဲ့ဖြစ်ပွားရာကိုရရှိနေတဲ့အမှုပညာရှင်ထုံးကိုကိုကလည်းအခုလိုပဲပြောကြားခဲ့ပါတယ်ဘော်ရီတော့ပဲပြလာပြီးပြီးတော့ဒါဖိတ်ပ င်မယ်ဆိုရလားကံကောင်းကောင်းနဲ့ဒီမှာလုံးဝတော်ရောက်နေဆိုပါပဲတတ်ရှင်လေးရရှိရဲ့လူတယောက်ရောက်ပါရှိနေသေးတယ်ဆိုတော့တွေ့ရတော့လာပူပေါင်းလို့လာဝိုင်းပူပြီးလာထုတ်ပြရပါတော့တော်ရှားပါပါပဲနိုင်ပေါင်းတနာအဲတော့မယ်နိုင်တရာကျော်ပြီနိုင်တရာကျော်ပြီ၅ရက်ဆိုနိုင်တရာကျော်မှအသက်ရှင်တယ်ဆိုတော့တော်ကြီးကို ဆက်ဆက်ပေါ့ပါပေါ့အဲ့တော့တော်တော်လေးကံကောင်းတဲ့လူလို့ပြောရမှာဆရာလို့လည်းပြောရတယ်ဗျာအတက်ကတော့40လောက်ရှိပြီးတော့ကြားတယ်เนาะအဲ့တော့အရင်လဲဝမ်းတာမိပါတယ်လုံးဝတင်းတင်းမာမာနဲ့စကားလည်းပြောနိုင်ပြီးတော့ထွက်လာခဲ့ရတာအများကြီးသူတော်ဝမ်းတာပါမလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်စကိုင်းမြို့ပိုးတန့်ရက်မှာရှိတဲ့ ဆယ်ရွန်နန်ဂက်စ်ဟောက်စ်သုံးတပ်အဆောက်အုံဟာပြိုကျပျက်စီးခဲ့ပြီးတဲခုနေသူတချို့ပိတ်မိနေခဲ့တယ်လို့သိရပါဗျ။အဲဒီလိုပိတ်မိနေသူတွေအနက်နှစ်ဦးရဲ့ရုံအလောင်းတွေကိုဥစွာဖော်ထုတ်နိုင်ခဲ့ပြီးတဲ့နောက်ကြံရှိနေသူတို့ကိုဧပြီလ2ရက်နေ့မိုးလယ်ပိုင်းကအသက်ရှင်လျက်ကဲထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။